ဇလန်းဆောင်မှာတော့ဆန်အားတင်းစာဖက်နေပြီးဒင်းရတော့အများဆုံးဖုန်းကနေဖရန့်ဖုန်းဆက်နေကဒိတ်အကြောင်းညူမင်းနေပါတယ်ဖရန့်လည်းလက်ရှိမှာတော့ဘာမှမရသေးကြောင်းလဲသူရှာပွေနေစဲဖြစ်တယ်လို့ပြောလိုက်တာကြောင့်ဒင်းလည်းအောက်သက်သက်နဲ့ပြန်ထွက်လာလိုက်ရပါတယ်အထက်ပြောက်တော့ဆန်ဟာဒင်းကိုဒင်းငါတို့တွေအမှုရပြီလို့ပြောလိုက်တာကြောင့်ဒင်းကလည်းဆန်ငါတို့တွေအမှုလက်တဲ့နေရာမှာစီးကားချက်တွေထားကြရအောင်ဆိုပြီးအခုချိန်နေစပြီသူလိုက်ချင်တဲ့အမှုတွေကနတ်ဖျားတွေဘားတွေစကီတင်မပါတာမျိုးဆိုပြီးအဲ့အမျိုးပဲရှာပေးပါလို့ပြောရင်ကားတွေကိုဝင်လိုက်ပါတယ် ီလိုနဲ့အမှုပြတဲ့နေရာစီသွားကြပြီးတေဆုံတဲ့သူစီရောက်လာကြတော့တကုံလုံးအဆုတ်ခံရတဲ့အရာတွေကိုတွေ့ကလေပင်ကတော့တူထက်လုံအောင်လို့ကိုက်ပြက်ခံရပြီးဆရာဝန်ကတော့ဒီသူတင်မှုကရေပွဲတကောင်နဲ့ချက်ကြောင့်ပဲဖြစ်လာတယ်လို့ပြောနေပါတယ်။ဒဲနိုလိုသူတွေအတွက်တော့မှဒီကိစ္စကထူးဆန်းနေလို့နှစ်ယောက်သားလည်းခေါင်းချင်းဆိုင်စဉ်းစားနေရပြီးခဏအနေမှာတော့တေဆုံသူရဲ့တနည်းစီကိုသွားကြပါတယ်။တေဆုံးသူရဲ့တနည်းကိုအကြောင်းဆုံးမြင်နေပြီးဆာလဖာအလဲနေရလားဘာညာမင်းနေပြီးသူစီမှာရောရန်သူတွေဘာညာရှိတာလို့မိကြပါတယ်။ အမျိုးသမီးကလည်းသူတီးလောက်ပြန်ဖြေပြီးနောက်ဆုံးမှတော့သူ့ရဲ့ခရီးတဲ့စတေစီရဲ့နာမည်ကိုပြပြလိုက်ကသူမကိုတောင်းပေးဖို့နဲ့သူ့ရောက်ကြမသိဆုံးခင်မှာသူနဲ့အတူတူရှိခဲ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဒေးနဲ့ဆန်တို့လည်းနေရာနဲ့ထားပြီးထွက်သွားလိုက်ကြပြီးလေကားရဲ့တနေရာမှာတော့သူတို့ကိုကောင်မလေးပြောက်ကစစင်ကားကကြည့်နေတာတော့နှောက်သားတတိမထားမိလိုက်ကြပါဘူး။ဒေးကလည်းကလေးထင်းနဲ့ဟိုဘဲနဲ့ရာဘာညာဘာညာလေးဖြစ်ပြီးတော့အဲ့ကိစ္စကိုသူစနီးကတီးသွားကြအောင်ရေပွဲမိတ်ဆာနဲ့တတ်ခိုင်းလိုက်တာလားဆိုပြီးတယောက်ထဲကောက်ချက်တွေချနေကဆန်အောင်လည်းဒီမှာနေခဲ့ခိုင်းလိုက်ပြီးသူတို့ရဲ့လူရှာမှုတွေကိုစောင့်ကြည့်ခိုင်းနေပြီးသူကတော့ကလေးလေးစီကိုသွားမယ်ဆိုကထွက်သွားပါတယ်။ ဒဲလေကလေးလေးစီတို့တော့ဘရိုင်ယန်တေးရဲ့ညမှာဒီမှာရှိနေလို့ကြားတယ်။နင်းတဲ့သူနဲ့ဘာလို့နေကြရလဲလို့ထင်မိလိုက်ပါတယ်။ကလေးတယောက်တော့ဘရိုင်နဲ့သူနေရဘာမှမဟုတ်ကြောင်းနဲ့သူဟာအဲ့ဒီညမှာတမီလေးကလေးရဲ့မွေးနေ့ပွဲအတွက်ပလကီမော်ပြပွဲကိုခေါ်သွားပေးခဲ့တာဖြစ်ပြီးအမေဖြစ်သူကလည်းခရီးသွားနေကဘရိုင်ယန်ကလည်းအလုံများနေရကြောင်းသူတို့ရှိကိုခဏလေးပဲလာတွေ့ကြရဖြစ်ကြောင်းပြောပါတယ်။ကယ်လီယာသူ့ကိုသူမိဘတွေကမချစ်ဘူးဆိုကဝမ်းနဲ့အားငယ်နေရကြောင်းမနေ့နေ့တည်ပေးခဲ့ရလို့ပြောပါတယ်။ ဒါကြောင့်ဒင်းရလေကယ်ဆိုတဲ့ကလေးမလေးရောထူးဆန်းတာရရှိလာလို့မိနေတာကြောင့်ကလေးထင်ရကယ်ရီယာသူ့ရဲ့အဝတ်ပြိုနဲ့ပတ်သက်ပြီးတော့တခုခုဖြစ်နေရလို့ပြောလိုက်ပါတယ်အကြောင်းကတော့ carrier သူ့ရဲ့ video ထဲမှာမကောင်းဆိုးတာတစ်ကောင်ရှိနေတယ်လို့အများအားပြောနေရဖြစ်ပြီးအဲဒီကိစ္စနဲ့ပတ်သက်လို့လည်းတိမ်လုံးဟာစိတ်ညစ်နေရကြောင်းပြောပါရယ်။ဒါကြောင့်ပဲဒင်းဟာ sensitive force လိုက်ပြီးသူ့အမေကိုမမေးတော့ဘဲသူ့တမီးလေးကိုမေးဖို့အတွက်ပြောလိုက်တာ။လက်ရှိတည်ထားတဲ့အရာတွေအရတော့တမီးလေးဟာအဖေဖြစ်သူဟာသူ့ရဲ့မိုးရိပ်ပွဲကိုမလာလို့စိတ်လုံနေခဲ့ရဆိုတာကိုသိလိုက်ရပါရယ်။ ဆန်လေရေပွဲပုံဆွဲနေတဲ့ကလေးမလေးစီကိုမယောင်မလင်းနဲ့တွားကစကားတွေပြောနေရင်ကလေးမလေးကတော့သူ့အမေကရဲရင်တဲ့စကားမပြောဖို့အတွက်အမှားထားကြောင်ပြောပါလေဆန်ကတော့ဘာလို့လဲလို့မေးလိုက်ရာကဲလီယာသူဟာသူ့အမေကိုမကောင်းဆိုးဝါးလာတိုက်ခိုက်မဲ့အကြောင်းကိုတတိပေးခဲ့တာကိုရဲတွေပဲပြောပြတာကိုသူ့အမေကမကြိုက်ဘူးလို့ပဲပြောပါလေညာတစ်ညမှာတော့လူတစ်ယောက်ကမြင်းတစ်ကောင်လိုက်လို့ပြေးနေရပြီသူ့နောက်ကလည်းလာတဲ့မြင်းကလည်းယူနီကွန်းတစ်ကောင်ဖြစ်နေပါလေထို့သူလည်းချက်တစ်ခုလေးကိုခုံဝင်သွားပြီမယ်ယူနီကွန်းကြီးဟာအနောက်ကနေလိုက်ဝင်လာပြီဂျုံနဲ့ထိုးသွားကမကြခင်မဲ့တက်တက်နေပေါ်လာပြီမော်ဆဆန်နဲ့ပြန်ပြောက်ထွက်သွားပါလေ ဒီလိုနဲ့နောက်တစ်နေ့မှာတော့ဒင်းဟာယူနီကောမှုစီရောနေခဲ့ပြီးရဲတွေကတော့မြင်းခေါ်ရတွေကြောင့်မြင်းလောက်တာလို့ဆိုပေမဲ့တစ်ခုခုနဲ့ထိုးခံခဲ့ရကြအောင်သူတို့လည်းစဉ်းစားရကြနေကြပါတယ်ဒီရလေဒီတစ်ခေါက်မှာတော့အချိန်ဆွဲမနေတော့ပဲတည်ဆုံးသူရဲ့ဇနီးဖြစ်သူဂျိုးနဲ့စကားပြောနေပြီမနေ့ကတော့သူ့တာလီဘီလီရဲ့မွေးလေလာလို့မေးလိုက်ပေမဲ့မဟုတ်ကြောင်ပြောလိုက်ပြီသူ့ရဲ့အဖေကတော့တာလီကိုမနေ့ကသူ့တငယ်ချင်းရဲ့မွေးလေးကိုခေါ်သွားရလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ဒင်းလေတခုခုသတိထားမိသွားပြီးဆန်အောင်ဖုန်းလန့်ဆက်လိုက်ပါတယ် ဆန်အားတော်အယုတ်တိုလေးလာနေပြီဒင်းကလည်းပလက်ကီကိုတိလာလို့မင်းနေကဆန်အားတော်သူနဲ့ဒင်းရဲ့ဆူတောင်းပြီးတဲ့အချိန်ကကိစ္စကြောင့်တိရဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲဒင်းကခလေးလေးနှစ်ယောက်စလုံးကအဲ့လိုသွားပြီးမှာအခုလိုကိစ္စတွေဖြစ်တဲ့အကြောင်းကိုဆန်အားပြောလိုက်ပြီးပလက်ကီကိုသွားကဘီလီတောက်ဆုံးသတ်ခိုင်းလိုက်ပြီးသူကတော့ဘီလီနဲ့စကားသွားပြောမယ်လို့ပြောလိုက်ပါတယ်ဆန်အားတော်သူ့ရဲ့ဂျိုကာကြောက်ကြောက်ကကြောင်းမတော်တည်ဖြစ်နေပေမဲ့ဒင်းကတော့မကြောက်ဘူးနဲ့ဂျိုကာဆိုတာလေလူမို့လို့တကုတ်ဆိုရင်တနက်နေ့ပြစ်လို့ရအောင်လေအဲ့ကောင်တွေလည်းပေတတ်တယ်ဆိုပြီးအားပေးပြီးသွားခိုင်းလိုက်ပါတယ် ဒါကြောင့်ဆန့်လေနေရာလာခဲ့ပြီးအထက်ဝင်ကားချောက်ကြည့်နေတဲ့အချိန်ယူကာရီကနေရာအနက်မှာတွေ့နေရတာကြောင့်စိတ်ကတိကောက်ဖြစ်နေရပါတယ်။ဒီလိုနဲ့တနေရာရောက်ကပုံပြားတစ်ခုပေါ်မှာတော့ကလေးဆွဲထားတဲ့သူတို့ကြောက်စရာအကောင်တော်ထင်တဲ့ပုံတွေကိုတွေ့လိုက်ရပြီးအဲ့ဒီအကြောင်းကိုဆန့်ဟာဝင်ထဲကိုခေါ်မေးကြည့်ပါတယ်။ဝင်ထဲကတော့ဒါကကလေးတွေအတွက်စိတ်ကူတော်တစ်ခုဖြစ်ကြောင်းရှင်းပြနေပြီးကလေးတွေကတော့အဲ့ပုံတွေကိုဆွဲပြီးလို့ရှိရင်ပလက်ကီကပျော်စရာကောင်းအောင်လုပ်ပေးတတ်ကြောင်းနဲ့မကြောက်တော့အောင်လို့ပြင်ပေးရလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဆန့်ကလည်းအချိန်ဆွဲမီတော့ပဲမနည်းရလာတော့တယ်ဘီလီဆိုတဲ့ကလေးလေးအကြောင်းကိုမေးပါတယ်။ ဝင်တယ်ကလည်းအော်ဘီလီဆိုတဲ့ကလေးလေးလားကောကောမမိပါဘူးလို့ပြောနေပြီဝင်နေပါတီတခုမှတော့ကဘီလီကအဲ့မှနေနေပေမဲ့သူ့ရဲ့အဖေကဆုံောက်ပြီးတော့အတင်းဆွဲခေါ်သွားတာကိုတွေ့လိုက်ရအောင်ဝင်တဲ့ဟာဘီလီကိုတနာဖို့ကောင်းတယ်လို့ပြောနေပါတယ်ဆန်ကလည်းသူတည်သားသမီးကိုဒင်းကိုဖုန်းဆက်ဖို့လုပ်နေတဲ့အချိန်ကအနောက်ကနေဝင်တဲ့ရောက်ကတရရဖြစ်နေရအောင်ဆန်ကလည်းဘာဖြစ်ချင်လို့လဲလို့မိလိုက်တာဝင်တဲ့ဟာခမရရဲလားရဲဆိုရင်တော့တခုခုပြောပြချင်တယ်လို့ဟန်ပြနေရအောင်ဆန်ကလည်းဘာပြောချင်တာလဲပြောလေဆိုပြီးစကားဖွင့်ပေးလိုက်ပါတယ်ဝင်တဲ့ကတော့အခုအချိန်ကလူတွေအများကြီးနေလို့ညကြတော့မှလာခဲ့ပါလားဆိုပြီးပြန်ချိန်လိုက်ပါတယ် ဒီလိုနဲ့ model ပြောက်တော့ဒင်းနဲ့ဆန်လည်းတိလာခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ဖလှယ်ကြပြီးဆန်အောက်တော့ပုံပြားတွေပေါ်မှာပုံနေရှိပြီမဲ့ကယ်လီရဲ့ဟာနဲ့ဘီလီရဲ့ပုံတွေကတော့မရှိကြောင်းပြောနေပြီးနှစ်ယောက်စလုံးရဲ့အဖေတွေကလည်းသူတို့ရဲ့တာသမီတွေကိုပစ်ထားတဲ့သူတွေနဲ့အဆက်ရောင်လုပ်တဲ့သူတွေပဲဆိုတော့ပြောပြနေပါတယ်။ဒါကြောင့်ဆန်အားလည်းလက်ရှိအမှုကကလေးတွေရဲ့ဆွဲထားတဲ့ပုံတွေကအတက်ဝင်လာပြီးကလေးတွေကိုစိတ်တော်လုပ်တဲ့သူတွေကိုတပ်ပစ်တာဖြစ်အောင်ကြောင်းပြောလိုက်ပါတယ်။ဒီရလေဆန်မင်းတင်တာမှန်တယ်လို့ပြောလိုက်ပြီးဘီလီဆီယံနဲ့ယူလာတဲ့ပုံကိုထုတ်ပြလိုက်တာဘီလီရဲ့ပုံထဲမှာတော့မြင်းတဲ့ကောင်ကလူကိုတက်နေတဲ့ပုံကိုဆွဲထားတဲ့အကြောင်းပဲဖြစ်ပါတယ် ဘလက်ကီယောက်ဝင်နေရတော့ညာဘက်မှာပြန်ဖို့လို့ဘောလုံးကန်ထဲမှာကလေးတစ်ယောက်ကအန်တာလို့အဲ့ဒါကိုအရင်ရှင်းပြီးမှပြန်ဖို့တော့ခိုင်းခိုင်းလိုက်ရပါတယ်။ဒါကြောင့်ဝင်တန်းလေညံပြီးရင်ပြီးရောဆိုပြီးဘောလုံးကန်ထဲရဘောလုံးတွေကိုဘောလုံးဆက်ဆက်နဲ့စုပ်နေတဲ့အချိန်မှာပဲတစုံတစ်ခုဟာသူ့ကိုဘောလုံးတွေအောက်ကိုဆွဲခေါ်သွားပါတယ်။ဝင်တန်းလေရုံးရင်ကန်ရင်နဲ့ပဲနောက်ဆုံးမှတော့လုံးဝနှိမ့်ထုတ်သွားပြီးနေရာတစ်ခုလုံးနဲ့သွေးတွေပြန်ချဲကုန်ပါတယ်။ဒီလိုနဲ့ဒေးနဲ့ဆန်လေနေရာဆွဲလာကြရပြီ FBI အယောင်ဆောင်ကတေဆုံးသူကိုကြည့်ကြတော့ငမန်းကရလိုမျိုးအရာယူတွေ့လိုက်ရအောင်ပလက်ကီစီကိုသွားပြီးစောစောရှာဖွေမှုတွေကိုလုပ်ကြပါတယ် ဲ့ဒီအချိန်မှာဘုံသားပေါ်မှာကုမာဆိုတဲ့ကလေးပြောက်ဆွဲထားတဲ့ပုံဟာပျောက်သွားတာကြောင့်ဆန်တို့လည်းလက်ရှိမှာတည်ဆုံနေတဲ့ဝန်ထမ်းဆောင်တဲ့ကလေးဟာအမျိုးလော်လာဆိုတာကိုသုံးသပ်မှုလုပ်ကြပါရဲ့ဆန်အားတော်သူ့ရဲ့အထင်အရာစော်ဟာဒီရလှုပ်ဝက်ချက်ကိုပေါပြဖို့လုပ်နေရကြောင်းလက်ရှိအမှုအရာကလေးတွေကိုသိတ်တော်လုပ်တဲ့သူအပြင်လှုပ်ဝက်ချက်ကိုပါဖော်တဲ့သူကိုပါလိုက်ပြီးတက်နေရဆိုတာကိုသိလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့တိုင်လာဆိုတဲ့ကလေးနဲ့သူ့အမေကပလက်ကီဆန်ကိုလာကြပြီးအမေဖြစ်သူဟာသူ့သားကိုအလုပ်ရှိတရာကြောင်းတယောက်ထဲထားခဲ့လိုက်ပါတယ်။ ဒေးနဲ့ဆန်လေအမှုအဆွေးနေနေကြပြီဆန်ဟာဝန်ထမ်းတွေကိုစင်မရမယ်လို့ပြောနေတာဒေးကတော့လူတွေနဲ့ကဲခတ်ပြီးပါဆိုပြီးပလက်ကီဆန်နဲ့ကိုလာခဲ့ကြပါတယ်ဆိုင်နေရောက်တာနဲ့မနေ့ကတော့တွေ့ခဲ့တယ်ဝန်ထမ်းမလေးနဲ့စကားတော့ပြောပြီးစင်မေးဖို့ခေါ်နေတဲ့အချိန်မှာဒင်းကတော့လက်ရှိပလက်ကီယာမနေ့ကတော့လူသိမှုဖြစ်ထားတာပါဒီနေ့မှာလူရစီနေရာကိုအံ့ဩနေရပါတယ်အဲ့ဒီအချိန်မှာပလက်ကီထဲမှာကလေးမလေးတယောက်ကကစားပြတစ်ခုကိုဆော့နေရအောင်မြင်တော့ဒင်းလည်းကစားချင်လာပြီးကစားပြရပေးရနေရာစီကိုသွားကတန်းဝယ်ဖို့လုပ်ပေးမယ်တစ်ကက်နဲ့ပဲလေလို့ရတယ်ကြောင်ပြောနေတာလူချင်လို့ရှိရင်ဂိမ်းကစားမှရမယ်ဆိုလို့ဒင်းရထွက်သွားလိုက်ပါတယ် ဆန်အားတော့တစ်ဖက်မှာဝန်ထမ်းနေတဲ့အကျိတ်နဲ့ပြောဆိုနေပြီးဒင်းကလည်းတစ်ဖက်မှာအကျိတ်နဲ့ဂိမ်းနေဆိုတာပြောပါနေပါတယ်။မကြခင်မှာဆန်စစ်စီလို့ပြီးတော့ထွက်လာတဲ့သူကိုမျက်နှာချောင်းဒင်းကလည်းအနောက်ကနေလိုက်ချောင်းတော့အပြင်ဘက်မှာတနိုကြီးနဲ့စစ်လေးတော့နေတဲ့ဝန်ထမ်းကိုတွေ့လိုက်ရပါတယ်။ဆန်အားတော့နောက်တစ်ယောက်ကိုဆင်းမင်းနေပြီးမြဲဒင်းကတော့တိုင်လာဆိုတဲ့သူနဲ့အဖွဲကြနေပါတယ်။ဒီလိုနဲ့ဆက်လေတယောက်ပြီးတယောက်ကိုစစ်စစ်နေရတဲ့အချိန်မှာနောက်ဆုံးမှာတော့ချင်းသိဝတ်ဆောင်လုပ်ထားတဲ့ကောင်ကိုစစ်စစ်တဲ့အချိန်မှာဟိုကောင်ကသူ့ကိုယ်သူလက်ရမလုံးမဲ့ထွက်ပြေးရကြအောင်အနောက်ကနေလိုက်ဖမ်းရပါတယ် ဒါမဲ့ဒီလူကထွက်ပြေးတဲ့အကြောင်းကတခြားမဟုတ်ပဲသူဟာစစ်ကြောတဲ့ကိစ္စဖြစ်နေရကြောင်းနှစ်ယောက်သားလည်းအင်းနေနေဖြစ်သွားရပါတယ်။ဒါကြောင့်တရတယ်ငါတို့ဟာစစ်ကြောကိစ္စနဲ့မျိုးလာဖမ်းတာမဟုတ်ဘူး။ဒီမှာတခြားဘာတွေမသိတာရှိတယ်လို့မိလိုက်တာကြောင့်ရှင်သိပ်ဝတ်စုံတဲ့ကောင်လည်းသူလွတ်ရင်ပြီးရောဆိုပြီးပလက်ကိဆိုင်မှာမြောက်ခန်းရှိတယ်ဆိုပြီးပြပြလိုက်ပါတယ်။ဒီလိုနဲ့ဒင်းနဲ့ဆန်နဲ့သိကျင်တာကိုသိလိုက်ရပြီးဆန်နဲ့ကိုပြန်ဝင်လာတော့ထိုင်လာလီဟာသူဆွဲထားတဲ့ပုံကပျောက်နေလို့သူ့မျိုးတိုက်နေတာကိုကြားလိုက်ရပြီးဒင်းနဲ့စိုးရင်သွားပါတယ်။ ဆန်အလည်းဒင်းဘာဖြစ်လို့လဲလို့မေးလိုက်တာကြောင့်ဒင်းဟာအဆန်မစ္စစ်ဇီးနေရအချိန်မှာပဲငါနဲ့တိုင်လာနေရစကားပြုတ်နေကြတာဖြစ်ပြီးတိုင်လာသူ့ရဲ့မျိုးစစ်ဆိုးနေရဖြစ်ခဲ့ကအခုတော့သူဆွဲထားတဲ့ပုံကပျောက်သွားပြီဆိုတာကိုပြောလိုက်ပါတယ်။ဒါကြောင့်ဒင်းဟာမြောက်ခန့်ကိုငါသွားမယ်လို့ပြောနေပြီးဆန်တော်တော့တိုင်လာစီကိုသွားခိုင်းလိုက်ကတိုင်လာဆွဲထားတဲ့ပုံကဘာလဲသိလားအဲ့ဒါအိမ်လောက်ရှိရလေစာပစ်တဲ့စိတ်ကိုအကြီးပဲဆိုပြီးလမ်းခွဲလိုက်ကြပါတယ်။ပြီးရတယ်ဒင်းလည်းမြောက်ခန့်ထဲကိုပြုတ်ဝင်ကရှာဖွေနေတဲ့အချိန်မှာပဲသူထင်သာသူလိုမျိုးပဲကလေးကြီးဆွဲထားတဲ့ပုံနဲ့မိဘတွေရဲ့ဓာတ်ပုံတွေကိုတွေ့လိုက်ရကအစီအနေကိုပါတွေ့လိုက်ရပါတယ်။ အဲ့ဒီအချိန်မှာအနောက်ကနေဒင်းကိုလက်ထက်တနက်ကိုချပါလို့ပြောတဲ့အတက်အောင်ကြားနေရပြီသူ့နောက်မှာတော့တနက်လက်ကိုကင်ထားပြီးဒင်းကိုစားတော့ဝါရမဲ့ပုံနဲ့ဆက်ကြည့်နေတဲ့သူကိုတွေ့လိုက်ရပါတယ်ဒင်းလည်းထို့သူကိုအတက်နဲ့တော့ဖျက်ပြပေးမယ်တနက်ကင်ထားတဲ့သူကတော့စိတ်ဝင်စားရှင်ဖြစ်နေကသူကအနိုင်ကျင့်ခံရတဲ့သူတွေကိုကယ်မယ်ပဲလို့နေရကြအောင်ဒင်းကလည်းတိုင်းတိုင်းအမေကိုကယ်ဖို့အတွက်ဆာရက်ကိုဆွဲဖြစ်လိုက်ပါတယ် ဒါမဲ့တနက်ကင်နာတဲ့အယူကတော့သူဟာတိုက်လာအောင်မတက်ရတဲ့နောက်ထပ်သူတယောက်ဖြစ်တဲ့ FBI agent ဆိုတဲ့ဆန်ဆိုတဲ့ကောင်ကိုတတ်ဖို့အတွက်အစီအလုံးထားကြောင်းနဲ့ဆန်နဲ့ပတ်သက်တာတဲ့အကုန်လုံးသူစီပါရထားပြီးဖြစ်ပြီးဆန်ကြောက်တဲ့အရာကလည်းလူချင်တော်ဖြစ်မှန်းသိရကြောင်းဆန်ကိုကိစ္စတုံးမလုပ်ထားကြောင်းပြောလိုက်ပါတယ်ဒီချိန်တစ်ဖက်ကဆန်ကတော့လူချင်တော်တယောက်ကသူ့နောက်ကိုလိုက်နေရကြောင်းအသက်သက်ပြီးနေရပြီးနောက်ဆုံးမှာတော့ ground တစ်ခုတည်းဝင်ကတောက်ခတ်လိုက်ပြီးမယ်ဒီလောက်နဲ့မရပဲနောက်ထပ်လူချင်တော်တကောင်ကမှထပ်ပေါ်လာပြန်ပါတယ်ဆန်လည်းဒင်းသိပ်ပြီးသားသူလိုပဲတနက်ပြစ်ပြီးမယ်ဘာမှမထူရကြောင်းလက်နဲ့ပြီးထုတ်လိုက်ပြီးသူ့ဝဲပြန်ခံနေရပါတယ် တင်ရတော့တစ်ဖက်မှာအသက်ဆန်ဖြောင်းဖြောင်းနေတဲ့အချိန်မှာပဲထိုးသူဟာမိဘကောင်းဆိုတာခလေးတွေကိုပဲဦးစားပေးရတယ်ဘာညာနဲ့ပြောနေပြီသူရခဲ့တဲ့ထရမာကိုတင်ရတတိထားမိသွားပါတယ်အဲ့ဒီနေရာပေါ်မှာကတ်ထားတဲ့ပုံတွေနဲ့ပကြီတွေကလည်းသူ့ရဲ့အိမ်မဆိုးတွေဖြစ်နေရကြအောင်တင်ရဒီလိုပါသူ့ညီလေးချင်းနဲ့တောင်မကယ်လိုက်နိုင်လို့သူ့ရဲ့မိဘတွေကအပြစ်တင်နေအောင်ခံနေရတဲ့သူမှန်တည်သွားပါတယ်ဒါကြောင့်တင်ရလည်းမုတ်ဆိုးပြီးပဲအစီအညံကြွကျင်နေရကြအောင်ပကြီကားတစ်ခုယူလိုက်ပြီးအစီအံပြီးတော့ထဲကိုထည့်ပေးလိုက်တာမကြခင်မဲ့ထိုးသူရဲ့အားနေချက်ဖြစ်တဲ့ရင်နေထားတဲ့သူကပေါ်လာပြီးထိုးသူကိုရင်မောလို့လိုက်ပြီးကိစ္စတုံးပြလိုက်ပါတယ် ဆန်ရဲဘက်မှာတော့ဆန်လေဂျိုကာရဲ့တက်တက်ရိုးကန်နေရပြီးနောက်ဆုံးမှာတော့ဂျိုကာရဲ့အကောင်လုံးကအမုံလေးဖြစ်ကထူးဆန်းသွားပြောက်ကွဲသွားပါတယ်ဒီလိုမျိုးကိစ္စတွေအလုံးဖြစ်ပြပြီးရဲ့အချိန်မှာတော့ဒင်းဟာသူ့ရဲ့အင်ပါလာနဲ့ဆန်အောင်ဆောက်နေပြီးမကြခင်ပဲဗလင်းပလင်းနေနဲ့ဆန်အပြောက်လာတော့ရီမောလိုက်ကြရင်နှောက်သားပွဲကြသွားကအချင်းချင်းစကားတွေပြောနေကြပြီးဆန်အတော့အကိုချန်နေစပြီးသူလူရှင်တော်တွေကိုဘယ်တော့မှမကြောက်တော့ဘူးလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲနှစ်ယောက်သားပလက်ကီဆန်နေလက်ဆောက်ကြတဲ့ပစ္စည်းတွေကိုအပြန်လဲပေးနေကြပြီးဒင်းကတော့ဆန်ကိုလူချင်းတော်ရုပ်လေးပြလိုက်ကမင်းမကြောက်တော့အောင်ဆိုပြီးစလိုက်ပါတယ် ပြီးရတယ်ရီမောနဲ့ပဲဒင်းစန်းကြီးနောက်လဲကားမောက်ထွက်သွားကြရင်ပြီးဆုံးနိုင်တော့တယ်သူတို့ရဲ့အမဲလက်ခရီးစီကိုပြန်ဝင်သွားကြပါတယ်